ဘောလုံးချင်းညီကိုရဲအားလုံးမင်္ဂလာပါနေကောင်းကြမှာခြာနာကြပါသည်ကျွန်တော်ရဲ့ football channel လေးကနေကျွန်တော်အားလုံးကိုကြိုတူပါတယ်ဒီနေ့မှာတော့ Turkey Super League ပွဲစဉ်နှစ်ပွဲကြံသေးတယ်ပေါ့နော်ဒီပွဲစဉ်တွေပွဲချုပ်သုံးသပ်ပေးချင်ပါတယ်ဒီပွဲစဉ်တွေကတော့ည7:00နာရီမှာကမ္ဘာပွဲစဉ်တွေလည်းဖြစ်တယ်ပေါ့နော်ဒါပထမဦးဆုံးအနေနဲ့ Bo Drum နဲ့ BC Tat တို့ရဲ့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးချင်ပါတယ်ဒီပွဲစဉ်မှာတော့အဝေးခွင့်အသင်းဖြစ်တဲ့ BC Tat ကတလုံး49ကိုပေါင်းကြီးတလုံး40စားဆုံးမှာပေးထားတာတွေ့ရတယ်ပေါ့နော် ဆရာမှကြည့်လိုက်မယ်ဆိုရင်အင်ရှင်အတင်းဖြစ်တဲ့ဘူဒရန်တော့တန်းစင်းသွားပြီပေါ့နော်ကျွန်တော်ဒါဝေးဝန်းအတင်းဖြစ်တဲ့ visitor ကတော့အဆင့်၄မှာရှိတယ်59မှာရထားတယ်ပေါ့နော်ဒီနှစ်တည်းရဲ့ပထမအကျော်ရလကိုကြည့်မယ်ဆိုရင် visitor အတင်းက21ဆိုတော့ရလနဲ့နိုင်ထားတယ်ဒါဘူဒရန်အတင်းရဲ့လက်ရှိကောင်းဖော့၅ဘွဲကိုကြည့်လိုက်မယ်ဆိုရင်၃ဘွဲတည်ရင်၂ဘွဲရှုံးဒါကျွန်တော်ဘူအောက်ကို၄ချိန်အောင်ကြာထားတာလည်းတွေ့ရတာပေါ့နော် visitor အတင်းရဲ့လက်ရှိကောင်းဖော့၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ တောင်းမွေးနိုင်တဲ့ဘွယ်တည်တဲ့ဘွယ်ရှုံးဒီအတင်းအတိုက်စစ်ကောင်းတယ်ပေါ့နော်ဆိုရှယ်ခြံနေတာလည်းဖြစ်တယ်ပေါ့နော်အိုလီဂန်နာဆိုရှယ်ရဲ့အတင်းလည်းဖြစ်တယ်ပေါ့ဗျာဟက်တူဝက်အနေထားတွေကိုကြည့်မယ်ဆိုရင်ဒီနှစ်သိန်းတွေ့ထားတာဒီချိန်ပဲရှိတယ်ပေါ့နော်ဒါ21ဆိုတဲ့ရလာနေနိုင်ထားတာဒီဒီချိန်ပဲရှိပါတယ်နိုင်ဂျီယာနှုန်းနဲ့တွက်ထားတာတော့ဘူဒရာမာ27ရာခိုင်နှုန်းနဲ့ဒါပစ္စည်းတက်က60ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်ပေါ့နော် ့ once to os ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ bodram အနိုင်ကို9သာတရေကို4သာနဲ့ visitor အနိုင်ကိုတော့1.70ပြား90ပေးထားတာတွေ့ရပါတယ်ဒီပွဲသက်မှာတော့ကျွန်တော်ဘူပေါင်းအောင်နဲ့အဝေးခွင့်အသင်းဖြစ်တဲ့ dam visitor body ကြိုက်ပါတယ်ခင်ဗျာအဲ့ဘောစင်တပွဲကတော့ Samsung support နဲ့ PSRI support ပေါ့နော်ဒီပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပြီးရှင်းပါတယ်ဒီပွဲစဉ်မှာတော့အင်းရှင်အသင်းကဒါကျွန်တော်တလုံးကို 20ရှုံးတော့ဖွင့်ထားတာတော့တွေ့ရတယ်ပေါ့နော်။ဇယအနေထားတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အင်ရှင်အသင်းပစ်တဲ့ဆောင်းလုံးသူပေါ်အရအဆင့်တုံးမှရှိတယ်။ယူရိုပါလိဝင်ခွင့်တနေရာရထားတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော်။ဒါကျွန်တော်အဝေးခွင့်အသင်းဖြစ်တဲ့ဒါကေဆာရိုက်စ်ပေါ်ကတော့အဆင့်14မှရှိတယ်။အလေးစားနဲ့ငားမှရထားတယ်ပေါ့ဗျာ။ဒီနှစ်သင်းရဲ့ပထမအကြော့ကိုကြီးမယ်ဆိုလို့ရှိရင်တော့ Samsung Sport 1Z ဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတာပေါ့နော်။ လက်ရှိကျွန်တော် Samsung Score ရဲ့ Carphone 5ဘွဲကိုကြည့်လိုက်မယ်ဆိုရင်တော့3ဘွဲနဲ့2ဘွဲတည်းဒီဘွဲရှုံထားတာတွေ့ရတယ်။ Acacia Score ရဲ့ Carphone 5ဘွဲကိုကြည့်လိုက်မယ်ဆိုရင်လည်းတူးလည်းမဆိုးပါဘူးပေါ့နော်။ဒါနှစ်ဘွဲနဲ့နှစ်ဘွဲတည်းဒီဘွဲရှုံထားတာလည်းတွေ့ရတယ်။ဒီအတင်းကလည်းတိုက်စစ်ကောင်းတဲ့အတင်းတင်းဖြစ်တာလည်းတွေ့ရတယ်ပေါ့နော်။ Head to head head to head အနေထားကြည့်လိုက်မယ်ဆိုရင်ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး5ချိန်မှာဆိုလို့ရှိရင်ဒါလိုဘူးပြက်ကြီးအနိုင်ရထားတာမျိုးလည်းမတွေ့ရဘူးပေါ့နော်။ ဣစရိုက်စပေါ်က3ချိန်နိုင်ထားတယ်ကျွန်တော်ဆန်စစ်ပေါ်2ချိန်နိုင်ထားတယ်ပေါ့နော်ဒါဘာဖြစ်လို့အဲ့လိုကြီးပြင်းနေလဲဆိုကျွန်တော်လည်းချက်စဉ်းစားနေတာပေါ့နော်ဘာဖြစ်လို့ဒီလောက်ဒီကြီးပြင်းနေတလုံးကိုအမှန်ဆိုရင်30နိုင်40နိုင်လောက်ပဲပေးတင်တယ်ပေါ့နော်ဒါဟိုကတလုံး20ရှုံးတော့မှဖွင့်ထားတယ်ပေါ့နော်ဒါအင်းတင်းရဲ့နိုင်ဂျီယာနောက်ကိုတွက်ထားတာတော့ဆန်စစ်ပေါ်က99ရာခိုင်နှုန်းနဲ့ကိစရိုက်စပေါ်ကတော့20ရာခိုင်နှုန်းလို့ပေးထားတယ်ပေါ့နော် one to us ကိုကြည့်မယ်ဆိုလို့ရှိရင် ဒါအင်ရှင်အသင်းဖြစ်တဲ့ဆန်စုံစူပါဝ90နဲ့6ပြားပေးထားပါတယ်တရီကို၄ဇာဒါအဝေးဝန်းအသင်းအနိုင်ကို6ဆလောက်ပေးထားတာတော့တွေ့ရတာပေါ့နော် wise to of saw ဂျန်နဲ့ဆိုရင်တော့ဒါအင်ရှင်အသင်းအနိုင်ကိုလောင်းတင်တယ်ပေါ့နော်ဒါကျွန်တော်အရှေ့ဟန်နီကတ်ကြတော့ကျွန်တော်တစ်ချက်စဉ်းစားရမှာပေါ့နော်ဒါ once once ဘာလောင်းကျင်လာဆိုရင်ဒါဝင်းဝမ်းတွေပါထိုးမှဆိုထိုးတင်ပါတယ်ထိုးလို့ကောင်းပါတယ်ပေါ့နော်ဒါပေးထားတဲ့ခြေနဲ့ဆိုရင်တော့ဒါကျွန်တော်တော်တော်လေးစားရမယ်ပေါ့နော်ပေးထားတဲ့ခြေနဲ့ဆိုရင် လိုဘက်နေနေပါဒီပွဲစဉ်မှာတော့ကျွန်တော်ကအင်ရှင်အသင်းဖြစ်တယ်ပေါ့နော်ဒါဆန်ဆန်စပေါ်ဘော်ဒီကြိုက်တယ်ပြီးရင်ကျွန်တော်ဒီပွဲစဉ်မှာ320ရှုံးဆွဲတာကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်ပါတယ်ပေါ့နော်အဲကျွန်တော်နဲ့အကြိုက်ချင်းမတူဘူးဆိုရင်ဘက်ကံပြီးထိုးကြပါပေါ့နော်ဘက်ကံပြီးထိုးဖို့လည်းအချမ်းပေးချင်ပါတယ်တစ်ခါတလေကြတော့လည်းတအားလွဲသွားတာတွေလည်းရှိတယ်ကျွန်တော်တွေ့တယ်မနေ့ကပွဲတွေဆိုအကုန်လွဲတာတူရကီပွဲတွေအကုန်လွဲတယ်ဗျတကယ်လို့တချို့ညီလေးတွေကျတော့ဘက်ကံပြီးထိုးတယ်လို့ပြောတယ်ဗျာ တို့အတွက်တကယ်လို့ကျွန်တော်ဘက်ကံမီထူလို့အကျိုးရှိပါတယ်ဆိုရင်ကျွန်တော်ပြောပါရဗျာအလုံးအစင်ပြကြပါသေးဒီညလည်းချန်ပြန်လေးလေးလည်းသုံးသပ်ခံမှန်းထားပေးတယ်ဆိုတော့ညီကိုလို့ချန်ပြန်လေးကြီးလည်းပေါက်ကြပါသေးပါတော့အလုံးကျေးဇူးတင်ပါတယ်